တမိုးသိအင်ယာကအခန်းတွေကိုဝယ်ယူတဲ့အခါမှာရောင်းချတဲ့အဖွဲ့စည်းနဲ့တိုက်ရိုက်ဆက်သွယ်တွေ့ဆုံမေးမြန်းပြီးမှသာဝယ်ယူသင့်တယ်လို့အင်ချမီကျိုးဆောင်တွေကပြောပါတယ်လက်ရှိမှာတော့အဲ့ဒီအင်ယာတွေကအခန်းတွေကိုစစ်ကောင်စီလက်အောက်ခံစောက်လို့ရေးဝန်ကြီးဌာနမြို့ပြနဲ့အင်ယာဖွံ့ဖြိုးရေးဦးစီးဌာနကအကောင့်တွေပေါ်ဆောင်ရွက်ပြီးရောင်းချနေတာပါအခုရပိုင်းတွင်တံမှုသိမ်းအင်ယာတွေအခန်းဝယ်ယူခွင့်ပြုတဲ့အကြောင်းကြားစာအတူတွေနဲ့လိမ်လည်ရောင်းချနေတာတွေရှိနေတယ်လို့မြို့ပြနဲ့အင်ယာဖွံ့ဖြိုးရေးဦးစီးဌာနကအတည်ပြုထုတ်ပြန်ထားပါတယ် ီးဆိုတာနဲ့လူသားကမြင်ကြရတယ်လေအင်တလုံးပိုင်ဆိုင်တဲ့မူကကြာလူသားရဲ့အိမ်မက်ပဲအခုခေတ်ကကြာတော့ဖြစ်မကောင်းတော့အကြောင်းပြပြီးတော့ညှင်းမျိုးစုံနဲ့နေနေကြတယ်အဲ့လိုအိမ်အခုအခုလိုအိမ်ရတယ်အခန်းထဲအောင်မပြောနဲ့အပြင်မှာတိုက်ခန်းဝင်မယ်ဆိုလို့ရှိရင်တော့မလိုတဲ့ဆက်တွေကအများကြီးပဲတင်ချာစစ်ပေးပါလို့ရတာဒီနေ့ကငွေရှိရလားနောက်မလို့ရှင်မြေအရှုပ်ရှင်လို့မူလိုက်ပိုင်ဆိုင်မှုကဟုတ်ရလား အမှုကြီးဖြစ်နေရလားဆိုပြီးတော့စစ်နေရတယ်လို့ကိစ္စရတယ်အများကြီးပဲအဲ့တော့အခုလိုမျိုးစာလေးတွေ့ရင်ဟာတန်တာပဲဆိုပြီးတော့တန်းဝယ်ပြီးတော့တန်းဝယ်ပြီးတော့မလုပ်ကြပါနဲ့နော်အာတေချာမေးအခုဟာပြောရလို့ရှိရင်အစိုးရဟာဆိုတော့သူတို့ထွင်လာတဲ့နေရာတွေရုံးကန်းတွေထိသွားပြီးတော့တေချာမေးတေချာစစ်ပါလို့ပြောကြတယ်နောက်ကွာကြတော့ဈာန်ငယ်လို့လည်းမယုံနဲ့အချို့ကပွဲစားကိုယ်တိုင်ကအလိန်ခံနေရတာရှိတယ် ကြောရမယ်ဆိုလို့ရှင်ပွဲသားရရင်ပြီးရောဆိုပြီးရောတေချာလည်းမစီစစ်ဘူးဘွဲသူနဲ့တန်းချိန်ပေးတာအဲအဲ့ဒါလေးကိုလည်းသတိထားပါနော်အကြောင်းကြားစာအတူမှာတော့ဂျက်စမင်းအိမ်ယာကတံပိုးနဲ့အခန်းကိုသတ်မှတ်စင်းနှုံနဲ့ညွှန်ကြားရေးမှုချုပ်ခွင့်ပြုလို့ CHID ဘဏ်အိမ်ယာချင်းဝင်နဲ့ဝယ်ယူခွင့်ရှိတယ်လို့ရေးသားထားတာပါဒါပြင်စာတုမှာအခန်းတံပွေးရဲ့90ရာခိုင်နှုန်းကိုအကြောင်းကြားစာရရှိတဲ့နေ့ကစပြီးတလာအတွင်းပေးသွင်းဖို့လည်းညွှန်ကြားထားပါသေးတယ်။ በባለም ለቢ ከአንዱ በጀት ላይ ራሱ ነው ሚሄደ ቻሉ ራሱ አካባቢያው ከፉ ባውሳ ዛሬ ነው ደረጃ ሰዓቱ ውስጥ ይገባ ወደ ሽግር ብዙ ነው ቢዝነስ ሰናሪ ቢቢ ခါခါလေးကိုတော့ချက်မရှိဘူးပြဿနာတွေလို့ရတယ်။တမုန်းနဲ့ဆိုတာကအစိုးရအတိုင်းအရောင်းလိုက်။စာပြပါလို့ပေါ့လို့အရေးကြီးအောင်အဲ့ဒါကြောင့်ပြည်သူတွေအနေနဲ့ရောင်းမဝယ်မှမဖြစ်စေဘူးမြို့ပြအင်အားဦးစီးဌာနဘက်ကအသိပေးထားပါတယ်။လက်ရှိမှာမြို့ပြအင်အားဦးစီးဌာနကအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့တဲ့ရန်ကုန်တိုင်းဒဂုံစိတ်ကမ်းမြို့နယ်ကယူမရိတ်တာတံပိုးနဲ့အင်အားကအခန်း184ခန်းကို ဝင်ဝင်နေပြီးနေရေးအခက်အခဲရှိတဲ့ပြည်သူတွေအငိမ့်စားဝန်ထမ်းတွေနဲ့တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းငယ်တွေကိုရောင်းချပေးသွားမယ်လို့ကြေညာထားပါတယ်လက်တလုံးမှာတော့ရှောက်လွာပေါင်း3000ကျော်ရောင်းချခဲ့ရပြီးသက်မှတ်ကာလမှာရှောက်လွာပြန်လဲတင်ပြသူ3000ဝန်းကျင်ရှိတယ်လို့သိရပါဗျ။